မင်္ဂလာပါ Alpha Electronic Freeze ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ဒီ freezer လေးအကြောင်းပြောလိုက်အောင်သူ့ရဲ့ model နံပါတ်လေးကတော့ AH 200ပဲဖြစ်ပါတယ်ဒီကောင်လေးရဲ့ body ကကျွန်တော်တို့ pure metal နဲ့ပြုလုပ်ထားပြီးတော့အကျန်းခံတဲ့ design နဲ့လာတယ် နောက်ပြီးတော့သူ့ရဲ့ body ကိုကျွန်တော်တို့ကင်ကြည့်လိုက်တဲ့အခါမှာဆိုရင်လဲစကားပေါက်တစားလေးကိုခန်းစားမှာဖြစ်တဲ့ပြင်200လီတာဝင်ဆန့်တဲ့ site ဖြစ်တယ်သူကသေးလဲမသေးဘူးကြီးလဲမကြီးဘူးကျွန်တော်အနေတော် site ပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အိမ်မှာပဲသုံးသုံးဒါမှမဟုတ်ကျွန်တော်ထမင်းဆိုင်လေးတွေတို့အိမ်ဆိုင်လေးတွေတို့အဲ့မှာထားသုံးမယ်ဆိုရင်ကျွန်တော်ထားသုံးလို့အဆင်ပြေပါတယ် freezer ဆိုတော့လူချင်းမင်းတို့သိတဲ့အတိုင်းပဲကြကြအေးခဲထားစင်တဲ့အသီးအနံတို့အသားငါးတို့ဒါမှမဟုတ်ကျွန်တော်တို့တခြားဆိုင်သုံးနေဖြစ်တဲ့ရေခဲကြောင်းတို့ရေခဲမုတ်တို့ ာတော်ကိုကျွန်တော်အကုန်လုံးထားသုံးလို့ရတယ်ကျွန်တော်125ဝက်ဆိုတော့မီးလည်းသိပ်မစွဲဘူးကျွန်တော်ကနောက်ထပ်မီတာကချွေတာလို့ရအောင်မီးလည်းကောင်းလေးတစ်ခုပေးမယ်ကျွန်တော်တနေကုန်ဒီဖရီဇာလေးကိုရန်သားပြီးတော့ညာအိတ်ချိန်မှာခလုတ်လေးပိတ်မယ်ဆိုရင်တော့မအေးတက်ကမပြေသွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မီတာကကိုထပ်ပြီးတော့ခြွေတာနိုင်ပါသေးတယ်။ဒီဖရီဇာလေးကကျွန်တော်အေးတက်ကိုကြာကြီးထိန်းသိမ်းထားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မီးပြန့်ရင်လည်းစိုးရင်ဒါမလိုပါဘူး။ဆက်ပြီးတော့အေးခဲထားနိုင်အောင်မှဖြစ်တယ်။ကျွန်တော်တို့လိုမြန်မာနိုင်ငံကယူဇာတွေအတွက်တော့ပိုစင်ပြေတာပေါ့ဗျာ။ နောက်တစ်ခုက manual defrost မျိုးစားဆိုတော့ heater coil လည်းမပါတဲ့အတွက်ကြောင့် meter လည်းမစားဘူးကျွန်တော်ကိုယ်အခဲပြန်ပြောခြင်းတဲ့ချိန်ကြရင်လည်း plate လေးဖြုတ်ပြီးတော့ defrost လုပ်လို့ရပါတယ်ဒီ freezer လေးရဲ့ weight ကတော့20ခွန် kg ရှိတယ် super freezer type ဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်ဒီ freezer လေး run နေလားမ run နေလားဆိုတော့ကြည့်လို့ရမယ်။ဒီအောက်ခြေမှာကျွန်တော်တို့ LED lighting လေးပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ဘင်ညာဆွဲလို့ရတယ်။ slide door man လေးတွေပါတယ်။ ပြီးရင်ကျွန်တော်တို့ဒီမှာအသီးနှံတွေအသားငါးတွေရေခဲကြောင်းတို့ရေခဲမုတ်တို့ထည့်လို့ရမယ်ကျွန်တော်လေးတစ်ခုပါမယ်သူ့ရဲ့အတွင်းမှာလည်းကျွန်တော်တို့ပစ္စည်းများများထည့်လို့ရမယ်ပုံစံမျိုး freezer လေးရဲ့ဒီဇိုင်းကလည်းတက်တက်ရက်ရက်ချစ်ချစ်လေးလေးနဲ့ premium လွတ်ထွက်တယ်သူသုံးထားတဲ့ color လေးကလည်းမိခိုးရောင်နဲ့ခဲရောင်ဆိုတော့တော်တော်လှတယ်ဗျပြီးတော့ကျွန်တော်ဒီအောက်မှာဆိုရင် temperature control လုပ်လို့ရတဲ့ဟာလေးပါတယ်ဒီမှာဆိုရင်လည်းမီလိုလေးပါလာဖြစ်တဲ့အတွက်ကြောင့်ကိုထည့်ထားတဲ့ပစ္စည်းတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီမှာတန်ရှင်းလုပ်ဖို့အတွက်ရေတော့ပေါက်တစ်ခုပါတယ် ပူပင်းဆိုတိုင်းနဲ့ယာတီဥတုမျိုးရှိတယ်မြန်မာနိုင်ငံတို့ထိုင်းနိုင်ငံတို့လိုယာတီဥတုမျိုးနဲ့ကိုက်ညီအောင်ထုတ်ထားတယ် SD Club Subtropical မျိုးစားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ compressor လည်းကြီးတယ်အဲ့ဒါလူချင်းမျိုးတို့အေးနဲ့ပတ်သက်ပြီးတော့လုံးဝစိုးရိမ်စရာမလိုပါဘူး Rally နေနဲ့ကလည်းကျွန်တော်တို့၃နှစ်တိတိတောင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် Service Buy နဲ့ပတ်သက်ပြီးတော့လည်းလုံးဝအာမခံချက်ရှိပါတယ် ကျွန်တော် F ရဲ့ ALF 200 chef freezer လေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီဇက်ရ Alpha Electronic အယောင်ကိုတလေစိုင်းကြီးတွေနဲ့စိုင်းငင်ကမုံငွေတတိယထက်က Alpha Store Canon လေးကမုံငွေဒုတိယထက်က Alpha Store မြောက်ကလာက Alpha Store ကျွန်တော်တို့အခုအသေးဖွင့်လင့်ထားတဲ့ဒေါ်ပုံက Alpha Store စိုင်းကြီးနဲ့ Alpha Store Facebook Page Alpha Electronic Facebook Page တို့မှာဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ် ီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့လူကြီးမင်းတွေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်ကတော့ကိုဖုံးပါနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်